မင်္ဂလာပါဒီနေ့2025ခုနှစ်မေလ25ရက်တနင်္ဂနွေနေ့ Federal Fan ရဲ့တပတ်အတွင်းထူခြားသတင်းလွှာကိုကြားကြားရမှာပါဒီနေ့တော့မွန်ပြည်မှာလက်လုခရရတဲ့ရှီတာကန်ကိန်းတချို့ကိုတွန်လိုင်းရင်တစ်ဖက်ကပြလဲတဲယူနိုက်ခဲ့တဲ့သတင်းလူထုအားကြောင့်ပြလဲလူမြောက်ခရရတာဖြစ်တယ်လို့ပရာဒောက်အတွေ့အမှုပြောတဲ့သတင်းနဲ့တောက်ကြီးမာရေတိမ်မာရကနေမိလာပြီးမောင်နှမနှစ်ဦးတည်ဆရတဲ့သတင်းအပါအဝင်တပတ်အတွင်းထူခြားသတင်းတွေကိုကြားကြားရမှာပါ ချန်ကရီနီနဲ့ဆန်မူပြမြို့မှာစစ်ကောင်စီနဲ့တော်လိုင်းရေးပူပေါတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထင်နာနေတာကြောင့်ပြလဲဆက်ခွာတွားခဲ့ပြီးတော်လိုင်းရင်တပ်ဖွဲ့တွေကလက်လွတ်ခရတဲ့ရှစ်တန်းကန်ကင်တချို့ကိုပြလဲသိမ်းယူနိုင်ခဲ့တယ်လို့မူပြလူကဲ PDF တပ်ဖွဲ့တအုပ်ရှိသူတအုပ်က Federal FN ကိုပြောပါရယ် ပြီးခဲ့တဲ့မေလ27ရက်နေ့ကစစ်ကောက်စီနဲ့ PNO ပို့ P2C တို့ပူပါဝီမူပြဲမြို့ကိုထိတ်ချုံနိုင်ဖို့အတွက်အင်အားရချင်တဲ့အပြင်အထံထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တော်လိုင်းရင်ပူပါတပ်ဖွဲ့တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လိုင်းရင်တပ်ဖွဲ့ကလက်နက်အင်အားမလုံလောက်မှုကြောင့်ပြလဲဆောက်ခွာတွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထင်နာပြီးရှစ်တန်းကန်ကင်းနေရာတချို့ကို ပြက်လဲဆုတ်ခွာတွားခဲ့တာဖြစ်ပြီးတော့တော်လိုင်းရင်တပ်ဖွဲ့ကပြက်လဲတည်ယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးရန်တမ်းပြခတ်မှုကြောင့်မူပြဲမျိုးအတွင်းရှိပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါတယ်။ကရင်ပြည်တိပါတီဥက္ကဋ္ဌဦးတန်းစွန်းနိုင်ရဲ့တာဦးဒန်းဝီ ဖန်စီသွားတဲ့ပရာဒါဆွေမျိုးစုကောက်ဆာကို၄ဦးကိုပြီးခဲ့တဲ့မေလ20ရက်မွန်လွဲနံနိုင်မှာပြန်လုပေးခဲ့ပြီးအခုလိုလူမြလာတာကလူထုအားကြောင့်ဖြစ်တယ်လို့ပြန်လည်လူမြလာတဲ့ပရာဒါဆွေမျိုးစုလူငယ်အတွင်းရင်းမှုခွန်ခိုင်မင်းနိုင်ကဖက်ဒရယ်ဖိုင်ကိုပြောပါရယ်ပရာဒါဆွေမျိုးစုအကွဋ္ဌကိုအောင်နိုင်စိုးဒူအကွဋ္ဌဥပမာနယကဥအားဒုံနဲ့လူငယ်အတွင်းရင်းမှုခွန်ခိုင်မင်းနိုင်တို့ဟာပြီးခဲ့တဲ့မေလ16ရက်နေ့က ဖေခုံမြို့နယ်တိကျိုက်ကျွာမှာကရန်ပီတီရေဘော်ရဲ့ဖန်စီချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။လစ်ပွေးကျဲကုမ္ပဏီကတာဝန်ရှိသူတွေဖန်စီခံခဲ့ရတဲ့ပရာဒေါဆွေမျိုးစုကောက်ဆောင်တွေနဲ့ကရန်ပီတီပါတီဘဟုကော်မတီဝင်တွေအချိန်အတော်ကြာဆွေးနွေးခဲ့ကြပြီးအခုလိုလူမြောက်လာတာဖြစ်ပါတယ်။ရှဲပီနယ်တောက်ကြီးမြို့မှာရေတိမ်မရကနေမိလာမှုဖြစ်ပွားပြီးမွန်နမနှဦးတေဆောက်က၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညင်ကယ်ဆယ်ရေလုံနေသူတွေထံကနေသိရပါတယ်။ ပြီးခဲ့တဲ့မေလ23ရက်ညနေပိုင်းကတောက်ကြီးဟိုပေါက်တွားတဲ့ရှိမိုင်လမ်းမပေါ်မှာစီပေါစာရည်တစည်းဘရိတ်ပေါက်ပြီးအရှင်မထိုင်နိုင်ပဲကားနဲ့ဆက်ကဲကိုဝေတိုက်မိရကနေရေတိမ်မမှုဖြစ်ပွားကမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရေတိုက်မှုကြောင့်အမျိုးသားတဦးအမျိုးသမီးတဦးတေဆုပ်ခဲ့ရပြီးအမျိုးသားတဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားလေးဦးမဆိုးရရဒဏ်ရာရရှိခဲ့တယ်လို့လည်းမြန်မာနိုင်ငံမိသားဖွဲ့ကထုတ်ပြန်ထားပါတယ်။ တိဆောက်သူတွေဟာမိလောက်တရားတွေကြောင့်ဘယ်သူပဲวะဆိုတာကိုအတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါတယ်။တချစ်ပင်းနဲ့ဗမော်မျိုးကဗမော်စခကနစတိကိုပြီးခဲ့တဲ့မေလ20ရက်နေ့မှာစစ်ကူလာတဲ့စစ်ကောက်စစ်တပ်ရဲ့စစ်ရဟန်းရေတုပ်စီကို KIA ပူပေါ်တပ်ဖွဲ့တွေကပြစ်ခတ်ခဲ့ရာနဇီတိမှခဲ့ပြီးတစည်းပြတ်ကျသွားခဲ့ပါတယ်။ ပြဲကျသွားတဲ့စစ်ရဟန်းရဲ့တစည်းကိုရွှေကူမျိုးနယ်ကစင်ငန်းရွာရဲ့အနောက်ဖက်တောထဲမှာတွေ့ရပြီးဘုံမူကြီးအစင်းရှိတဲ့အလားအပါဝင်မိလာပြီးတိစောက်ခဲ့ရတဲ့အလားတွေကိုလည်းတွေ့ရပါတယ်စီရဟန်ရေပြက်ကြသွားတာနဲ့ပတ်သက်ပြီးစီကောက်စီတပ်ကဆက်ချုံရင်မှုကြောင့်ပြက်ကြသွားရတယ်လို့ပြီးခဲ့တဲ့မေလ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဂရီနီပီအတွင်းမှာရှိတဲ့ဘောလခဲကကင်းစခန်းကို ဝေယတခိုင်ပြီးခဲ့တဲ့မေလ22ရက်နေ့မှာဖဆောပီတုကကွေတမဒုစုမှုနဲ့တဆိတ်မှုနဲ့ဦးစားဆောက်ခဲ့ရတယ်လို့ဖဆော PDF တိုင်မှုတဝခန်ရှိုင်မိုကာဖက်ဒရယ်ဖန်ကိုပြောပါရယ်စားဆောက်သွားတဲ့ရဲဘော်နှုမရဲဘော်မင်းစောဒုစုမှုနဲ့ရဲဘော်စုံနေလေဦးခဘိုထိုက်တဆိတ်မှုတို့ဖြစ်ပြီးဖဆော PDF မှာနနစ်ကြော်ကြားတဝထားဆောက်ခဲ့တာဖြစ်တယ်လို့သိရပါရယ်ဒါအပြင်2025ခုနှစ်အတွင်းမှာတော့ ဖာစာ PDF တက်ဖွဲ့ကရဲဘော်တအူစာဆုပ်ခရပြီးနနစ်ကျော်ကလာတွင်မှရဲဘော်စက်တအူစာဆုပ်ခရကလက်ရှိဘော်လခဲစစ်စင်ရဲ့အခြေအနေကတော့ဆက်လက်ထရွေးနေစေဖြစ်တယ်လို့သူကဆိုပါတယ်ဖက်ဒရယ်ဖိုင်ရဲ့တပတ်အတွင်းထူးခြားတဲ့ဒိန်းလွာကိုကြားခဲ့ရတာပါကျွန်တော်စောလာပွဲပါခင်ဗျာ